ချစ်ကလေးစားပါတော်များပြည်သူညီကောင်မမများအားလုံးပဲမင်္ဂလာပါခင်ဗျာမြတ်ပြည်သူများခင်ဗျာဒီနေ့ကဆိုတော့2015ခုနှစ်ဖေဖော်ဝါရီလ24ရက်နေ့လည်းဖြစ်ပါတယ်မြတ်ပြည်သူများခင်ဗျာအခုချိန်ကာလဆိုတော့တရုတ်လူမျိုးတွေရဲ့နှစ်တကူအချိန်ကာလလည်းဖြစ်ပါတယ်ခင်ဗျာဒီနေ့ကဆိုတော့ကျွန်တော်တရုတ်လူမျိုးတွေရဲ့ရွှေစိတ်နေ့လည်းဖြစ်ပါတယ် မြတ်ပြည်သူများကမြတ်ဒီကနေ့မှာဆိုရင်တော့ကျွန်တော်တင်ဆက်ပေးသွားမှာဆိုတော့စောရန်အထက်လမ်းမိသားစုတတ်သမချင်ပြောတေော်ရွာချင်းတဲ့နကအခအလဆွေပြပြမဲကိုတင်ဆက်ပေးသွားပါမယ်ဒီကနေ့ကဆိုတော့ကျွန်တော်နောက်ဆုံးနေ့လည်းဖြစ်ပါခင်ဗျာဒီကနေ့မှာဆိုရင်တော့နကအသင်းများနေပြဆွေပြတာသွားမယ်လို့လည်းသိရပါတယ်ခင်ဗျာဒီကနေ့မှာဆိုရင်တော့နကအသင်း၄သင်းပါဝင်ပြီးတော့ဆွေပြတာဖြောပြသွားမယ်လို့လည်းသိရပါတယ်ဒီပါဝင်မဲ့နကအသင်း၄သင်းနေလည်းဘယ်လိုမျိုးကောက်ခွက်နေပြဆွေပြတာသွားမယ်လို့ဆိုတော့မြတ်ပြည်သူများလည်းကြည့်ရှုအားပေးကြပါဦးခင်ဗျာမကြမီမှာဆိုရင်တော့ကျွန်တော်တို့ပြိုင်ပွဲကြီးကလည်းစတင်ပါတော့မယ်ဒါကြောင့်မြတ်ပြည်သူများလည်းလက်မတူတန်းကြည့်ရှုအားပေးဖို့အတွက်ဖိတ်ခေါ်လာရပါ တယ်ခင်ဗျာမြန်မာပြည်သူများခင်ဗျာတရုတ်လူမျိုးတွေဟာဝုံးမြင့်ကိုယ်စားလှယ်များနဲ့မြေလွာခပ်ပြားဆန္ဒကူအားတပ်ပုံရိတ်ကိုဆုံမရှိတရိတ်ဆန္ဒကောင်ပြည့် ဖော်ပြလေးရှိပါတယ်။ဒါပြင်တခုချင်းဆုံမသည့်အချိန်ကာလများကိုနေသွားပြက်ကြတဲ့ခရစ်နှစ်ရက်ဆွဲပြည့်လဲဖော်ပြလေးရှိပါတယ်ခင်ဗျာ။ ရပြည်သူများခင်ဗျာဒီနေ့တရုတ်ရွာချင်းတဲ့နဂါအကလာဆွမ်းရည်ပြ ပြန်ွယ်နဂါအကဆွမ်းရည်ပြဖြောပြပွဲမှာအတင်းလေးတင်ပါဝင်ဖြောပြသွားမှာလည်းဖြစ်ပါတယ်ပါဝင်ဖြောပြသွားမဲ့အတင်းလေးတင်မှာတော့တာမွေကြီးကျန်တဲ့အတင်းကမာရွတ်ကျန်တဲ့အတင်းအော်ဆန်အတင်းနဲ့တောင်းကလာပါကျန်တဲ့အတင်းတို့မှာဖြောပြတင်ဆက်သွားမှာမှာဖြစ်ပါတယ်အဲဒီနောက်ဖြောပြပွဲကိုစတင်ကျင်းပခဲ့ပြီး

ျွန်တော်တာဝေးချင်းနေပြားကြောင်းပါကျွန်နမဲ့ချောချောပါအာဒီချင်းတော့ကျွန်တော်ကလေးချင်းလာလို့ရှိပါ යි ကိုအဲကားခွက်ရကျွန်တော်ကားခွက်ပေါင်းကျွန်တော်40လောက်လောက်ရှိပါ යි ကိုအဲကျွန်တော်ဒီဘက်မှာကျွန်တော်အတင်းအင်အား45ရောက်ပါတော့အဲမှာမှာကျွန်တော်အခုကြည့်ကျွန်တော်တို့ performance အနေနဲ့ကျွန်တော်တို့တေရောပါမယ်ဆိုင်လိုဖုန်းပါမယ်ပေါ့နော်အဲဒီကျွန်တော်ပြင်ဆင်ထားပါတယ် training ကျင့်ကြင်ကတော့ကို3လောက်ရှိပါ යි ကိုကားခွက်ကတော့အများကြီးပေါ့နော်ကျွန်တော် ကျွန်တော်တို့ဘုံဘုရားကျောင်းကကားလဲကားခွက်အားလုံးကတော်တော်များများဟိုအကွက်တွေမရှိဘူးကြာကျွန်တော်ကျန်းသုံးကစားရတဲ့ကျွန်တော်မထိခိုက်မှုလေးရောရှိပါတယ်ဆက်လက်၍တမန်ရေးကျန်းတဲ့အတွင်းမှာတရားဥပဒေအရငကားအကပြည့်ဆွေးရပြတ်တာဖော်ပြခဲ့ပါတယ် နော်နာမည်အောင်စုံမိုးဝင်းပါကျွန်တော်ကမောင်ချန်တိတ်ဖရားကျောင်းငါးရှိဖွဲ့ရပါကျွန်တော်ကတော့ကွမ်းနှစ်တည်းစကားတော့ပေါ့ကွမ်းနှစ်ဆိုအခုဆို10နှစ်လောက်ရှိပြီအားပြေအင်ပြေအမ်အမြန်အမြန်တော့မြင်ပြီးတော့ဟိုရှင်းပြမယ်လို့စိတ်ကူးကြပါတယ်ဖွဲ့မှာအားလုံး32ရောက်ပါနှစ်ကူးမတိုင်ရင်3လလောက်ကြိုပြီးလေ့ကျင့်ရတာပေါ့ဗျာတချို့လူဆောင်အစုကလည်းအရန်ခတ်ခဲပါတယ်ချို့ရဲ့လူမဆောင်လို့ရှိရင်ကျင်းပုံဖြစ်နိုင်ဟုတ်ကဲ့ အမကြတော့ဒီအနားတယောက်မှအသေးတန်ကျင်းရတာပဲလည်းရှိပါတယ်ဆက်လာပြီအော်ဆာတဲ့မှာတိရွေရနဂါအကဖြစ်ဖြစ်ခဲ့ပါတယ် ော်ကျွန်တော်နာမည်အောင်ဖြိုးလင်းပါကျွန်တော်တို့အတင်ရတော့ Osman Dragon Club ပါဒါနဲ့ဆိုတုံးနှမြောက်ရှိပါပြီခင်ဗျာဒီဒီရဲမှာငကားတကောင်ဆိုမျိုးကပြဖြော်ပြီးွားမှာပါကျွန်တော်တို့ဒီ training ရဖို့၃လလောက်သေးချင်းယူရပါတယ်ပြီးတော့ကျွန်တော်အခုလူငယ်အား40နီးပါးရှိပါတယ်ကျွန်တော်ဒီအတင်းကိုကျွန်တော်တို့လူငယ်လေးပေါ့စုပြီးတော့ငကားထွက်ကပေါ့ပြီးတော့တချို့ရတဲ့ပတ်စံတွေကိုအလူတန်းတွေပါလောက်ချင်တဲ့ယူရချက်လေးပါပါတယ်ဆလာရီတောက်ကလာကျန်တဲ့အတင်းမှာတရွေရငကားကြပြဖြော်ပြခဲ့ပါတယ်ခင်ဗျာ ကျွန်တော်တောင်းကလာမုန်ဒကဖွဲ့ရပါကျွန်တော်နာမည်ကအတင်းကောင်းဆောင်ဇင်ကိုဦးပါခင်ဗျာဟိုပြိုင်ပွဲနဲ့ဆိုရင်၃နှစ်၄နှစ်လောက်ရှိသွားပြီအခုကကျတော့ကျွန်တော်တို့ဖြော်ဖြေအလှဖြော်ဖြေတဲ့နေနဲ့လာကြောဆော့ပေးတာပါခင်ဗျာဒီနေ့မှာကျွန်တော်တို့လှုပ်ထားတဲ့အကွက်ပေါင်းဒီနေ့ပြီးခဲ့တဲ့နေ့က35လောက်ရှိတယ်ဒီနေ့ကကျတော့အကွက်40လောက်ရှိပါတယ်ခင်ဗျာဒီအကွက်တွေကိုလပ်ပစွာနဲ့ကျွန်တော်တို့ပြိတ်သက်တွေကိုဖြော်ဖြေသွားမှာပါဒီကောင်ကိုကျွန်တော်တို့တရုတ်ပြည်ကိုလမ်းမလိုက်တယ်မှာပြီးတော့နေဒီသရုတ်ပြည်ကနေပြီးတော့ ပို့လိုက်တဲ့ JC ကိုဒီအောင်မှကျွန်တော်ကိုယ့်ကိုပြန်ဆင်ထားရပါခင်ဗျာကျွန်တော်ဒီနှကောင်းကိုအခုလိုမျိုးစကားမို့အတွက်နလားတိတိလေးချက်ရပါတယ်ចောင်းသားလေးနဲ့လည်းပဲဟိုအဆင်ပြေဒီအကုန်လုံးစူးစမ်းခဲ့ရတာပေါ့ကိုရဲအခုလိုမျိုးဂျင်နီတိပြင်အောင်အပြစ်ပြန်နေပြီးတော့လူကြီးတွေလည်းပတ်ပုံမှုကြအောင်အကုန်လုံးကိုအောင်မြင်လာဟိုအဆင်ပြေလာပါတယ်ကိုမြတ်ပြည်သူများခင်ဗျာဒီကနေ့တရရနှကားဆွဲရပြပေါ်ဒီနှကားအသင်းများနေပြည့်ဒီဇိုင်းမျိုးစုံပုံစံမျိုးစုံကောက်ခတ်ပုံပေါ်ပြီးတော့အထုတ်ကစားဆွဲရပြတာနေတာကိုလည်းတွေ့မြင်ရမှာပါအဲဒီနောက်နှကားဆွဲရပြအသင်းများအားတာဝန်ရှိပုဂ္ဂိုလ်များမှာစုတော်ငွေများနဲ့အမတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ချင်မြင်ခဲ့ပါတယ်။မြန်မာပြည်သူများခင်ဗျာနဂါကာယာတွင်အ ਨੇ စုံလူဆယ်ဦးနှင့်အထက်ပါဝင်ရမှာဖြစ်ပြီးပါဝင်ရှင်များနဲ့လူတွေဟာတက်လုံကောင်းရမှာဖြစ်တယ်လို့ကိုယ်တွင်မနစ်20ကပြေးလာလို့ရှာမှာဖြစ်ပြီးကောက်ခွက်များကိုလည်းပုံဖော်ကပြနိုင်မှာဖြစ်ပါတယ်။ လူရပြည်တွင်များခင်ဗျာတရုတ်ရာချင်းသိမ့်နဂါဆွေးရပြပြန်ပွဲပြုလုပ်ရခြင်းမှာတော့တရုတ်ရာချင်းသိမ့်ကောက်ွက်တွေမပားပြောင်စီရန်အာဇာစိတ်ဓာတ်နဲ့ကြက်ခံဖွံ့ဖြိုးလာစီရန်နဲ့နိုင်ငံတကာအတွေ့အကြုံများရရှိစီရန်နဲ့ဆွေးဆောင်ရေးပုံပုံမြင့်မာလာစီရန်စတဲ့ရည်ရချက်ကောင်းများဖြင့်ပြုလုပ်ရခြင်းလည်းဖြစ်ပါတယ်ဆလာရီတရုတ်ရာဆွေးပြပွဲတွင်ပါဝင်ဖြတ်ပြခဲ့တဲ့အတင်းလေးတွေဟာတရုတ်ပြည်သူတမရနိုင်ငံမှာချင်းမြင့်တဲ့ငကားတကောင်အားမဲဖောက်ပေးခဲ့ပါတယ်။ အဲဒီတော့ကန်တူစုပတ်သွားတဲ့အော်စန်တရားတရုတ်ပြည်သူသမ္မတနိုင်ငံမှာချင်းမြင်တဲ့ငကားတကောင်အားချင်းမြင်ခဲ့ပါတယ်ဒီနေ့တရုတ်ရွာငကားအခဆွဲပြပါနေပတ်သက်ပြီးတာဝန်ရှိသူတအုပ်ကိုလည်းအခုလိုပဲမြင်းမြန်းပြခဲ့ပါတယ်ဒီနေ့ပြိုင်ပွဲကငကားဆိုရင်၄သိန်းပြိုင်ပါပါခင်ဗျမနေ့ကဆိုရင်ကျွန်တော်၅သိန်းရှိတယ်ဒီနေ့ပတ်သိမ်းမလာဘူးခင်ဗျ ကျွန်တော်တို့ကငကားအ ਨੇ ဆုံးကရင်သူတို့ကခေါင်းနဲ့ဆိုရင်အမီးထီကိုလူ၉ယောက်ကရတယ်။နောက်ထိပ်ကဘရက်စင်လုံးကင်နဲ့၁ယောက်နဲ့ဆိုရင်အားလုံးပေါင်း၁၀ယောက်ရှိပါတယ်။ဒီငကားစီမံမှုတွေအရဆိုရင်ကျွန်တော်တို့ကအခြေရဘရက်စင်လုံးကတဲ့နေရာသူအပေါ်ထောင်ရင်ခေါင်းကအနောက်ကအပေါ်လိုက်ရတယ်။ဒါသူကဒီအောက်ကိုလောက်ရဲဆိုဘရက်စင်လုံးပေါ့ဗျာ။ခေါင်းကဒီဘရက်စင်လုံးအောက်ကိုလိုက်သူတို့ရဲ့ငကားကတဲ့ကျွန်တော်အမှတ်ပေးပုံစီတာသူကငကားကိုလို့မခောက်အောင် လိန်လာခောက်တာပြုတဲ့အချိန်ကျွန်တော်တို့အဲ့မှာဟိုသူတို့ရဲ့ရမကူအဲ့မှာကျွန်တော်တို့ကနှုတ်ရတယ်အဲ့ဒီအခြေမျိုးနဲ့ကျွန်တော်အမှတ်ပေးခြင်းဖြစ်ပါတယ်နောက်သူတို့ရဲ့တက်လုံကောင်းမှုတော့လေကနေနဲ့သူတို့တကားတဲ့တက်လုံမကောင်းပဲနဲ့ပြေးရမယ့်နေရာမပြေးပဲနေွားမယ့်နေရာနောက်သူတို့ဒီကနေပြီးတော့ဟိုရက်ရှင်လုံးသွားမယ့်နေရာမှာကျွန်တော်တို့အလိုက်တင်ပေါ့ငကားပုံစံမျိုးသဘာဝကြအောင်လို့လိုက်ပြီးတော့ စီစဉ်လိုက်သွားမယ်ဒါမှမဟုတ်ပဲねဒီနေရာမှာခောက်ပါတယ်ပြူပါတယ်ကျိုးပါတယ်ပုံစံဆိုငကားအမှန်ငကားဆိုတော့မွေသဘောပါမွေကြီးငကားပေါ့လေအဲ့ပုံစံမျိုးသဘာဝအတိုင်းကိုကျွန်တော်ကပြချင်းကြည့်ပြီးအမှတ်ပေးချင်းဖြစ်ပါတယ် အကျွန်တော်ကငကားအရှိအတိုင်းဆိုရင်ကျွန်တော်တို့ကအနည်းဆုံးအဲ55ပြီလောက်တော့ရှိတာပေါ့နော်သူတို့ကကရင်စွမ်းရည်ဆိုရင်ကျွန်တော်တို့ရဲ့သူရဲ့ performance အနေနဲ့နော်သူတို့ရဲ့လှပတဲ့ငကားပုံစံမျိုးဟိုတဘာဝကြပုံလေးနဲ့သူတို့ရဲ့ဟိုဝစ်စုံလေးနဲ့သူတို့ရဲ့တီလုံးနဲ့ဆိုင်ချက်ညီညီကိုကြည့်ပြီးတော့ကျွန်တော်တို့ အမှတ်ပြခြင်းဖြစ်ပါတယ်ခင်ဗျာအချင်းသေးတို့နဂါတို့ဆိုတာလည်းကျွန်တော်တို့ရဲ့တေယုရိုးရာရဲ့ဟိုကာလီကာထာရှိတဲ့ရိုးရာတစ်ခုဖြစ်ပါတယ်ဒီနဂါကချင်းအဖြစ်ကျွန်တော်တို့ရဲ့တေယုထုံးဆောင်မှာဆိုရင်နဂါဝင်လေဆိုရင်ကျွန်တော်တို့လက်လက်ပတ်ရှင်နေအနောက်ကျွန်တော်တို့ဟိုနည်းမော်လေးနဂါနှစ်ဆိုရင် တေယုတရားအများအဖြစ်ကြိုက်ကြတယ်အော်အဲ့ဒါကြောင့်ငကားဆိုရင်ကျွန်တော်တို့လက်လက်ပတ်အနေနဲ့ကိုကျွန်တော်တို့ရဲ့ရိုးရအနေနဲ့ကိုကျွန်တော်ကပြခြင်းဖြစ်ပါတယ်ခင်ဗျာ မြန်မာပြည်ဘွားတရုတ်တွေဖြစ်တဲ့နောက်ဆစ်ဆစ်ဆိုရင်အခုကျွန်တော်တို့အနေနဲ့လည်းဟိုလူမျိုးကြားအနေနဲ့ကျွန်တော်တို့ခွဲခြားခြင်းမရှိပါဘူးဒီမှာတယောက်နဲ့တယောက်တကယ်ချင်းဆိုလဲဟိုနီးစပ်ရပေါ့သူစိတ်ပါဝင်စားဆိုလဲကျွန်တော်တို့ထည့်ပြီးတော့အကုန်လုံးစီစီယုံနဲ့ဒီရုပ်ဆောင်ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်ခင်ဗျာ ။အော်ကျွန်တော်တို့ဒီနေ့ကဆိုရင်ကျွန်တော်စိတ်နှစ်ဖြစ်ပါတယ်။နော်နေ့စဉ်နေ့တိုင်းပဲကျွန်တော်တို့တေးဥကဆိုရင်12កောင်ရှိတယ်။နော်သူ့ရာသီနဲ့သူ့ရဲ့လက်လက်ပတ်လေးလည်းရှိပါတယ်။နော်ဒီနေ့မှာဆိုရင်အားလုံးကျွန်တော် မနစ်ကနဲ့စပြီးတော့ပို့ပြီးတော့စီကားပြီးတော့နိုင်ငံတကာကိုလည်းကျွန်တော်တို့တွားရောက်ရှင်းပြရင်ဖို့ရည်ရတဲ့အတွက်ဒီနေ့ကထူးခြားတဲ့နေ့ဖြစ်ပြီးတော့မြန်မာပြည်မှာရှိတဲ့နော်လူမျိုးတိုင်းလူမျိုးတိုင်းအကျန်းတာရောက်ကပြောပြီးတော့စားတဲ့လူတို့တိုးတဲ့ကြည်ပေါအောင်လည်းကျွန်တော်တို့လက်လက်ပတ်အနေနဲ့အဲကျွန်တော်တို့သုံးဆောင်ခြင်းကပြရခြင်းဖြစ်ပါတယ်ခင်ဗျာဆလာရေးပါဝင်ရှင်မြိုင်ကြတဲ့ပြန်မဝဲအတင်းများရဲ့ယူနစ်ကားတံများကိုလည်းချာတီခွင့်ရခဲ့ပါတယ်ဒါတော့ဒီဖျားပွဲကျွန်တော်ကဒီကဖျားပွဲပေါ့နော်နှစ်တကူဖျားပွဲဆိုပေမဲ့ဒီဟာကကျွန်တော်တို့ပြော်ဝဲရှင်မဲ့ခုပုံစံမျိုးလည်းဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကဒီ ီဘုရားကျောင်းကျွန်တော်ဘုရားကျောင်းကြီးဖြစ်တဲ့တော့ဗောနော်လက်ရှိဒီမြန်မာနိုင်ငံမှာလက်ရှိဒီနဂါကိုစခဲ့ကျွန်တော်ရန်ကုန်မှာကျွန်တော်ဘုရားကျောင်းစခဲ့ဆိုတော့ဘုရားကျောင်းအတွက်လုပ်တဲ့ညမှာဒီနဂါရိုးရအလှကားရဲဆိုပေမဲ့ကျွန်တော်ဒီမှာမှာဟိုဒီအာဒီအကတမျိုးဖြစ်တယ်အကတမျိုးဖြစ်တယ်အဲ့ဒီအကမှာမှာကျွန်တော်ပျော်ရှင်မှုပါအတင်းရဲ့စိတ်တက်ပေါ့နော်တင်းဝော့ ဟိုခုပေါ်ဒီရကျတော့ကျွန်တော်ဒီဗမာပြည်လည်းဝင်ပါလာကျတော့ကျွန်တော်လူငယ်ပိုင်းဆိုင်ရာပေါ့နော်စစ်တပ်ပိုင်းဆိုင်ရာစက်ခိုင်ဖို့ကျွန်တော်ဥစားပေးထားတာဖြစ်ပါတယ်ကျွန်တော်တို့အားလုံးကတော့လူရဖြစ်တဲ့တရုတ်ဘက်မှာမခွဲခြားပဲနဲ့အားလုံးကကိုယ်ဝါသနာအရာဒီမှာစုစည်းနေရလေအဲ့တော့အားလုံးကျွန်တော်တို့ဒီမှာဖိတ်ခေါ်တရုတ်ဘက်မှာဆိုကျွန်တော်တို့ဒီမှာမခွဲခြားပါဘူး လူလူချင်းပဲတံပိုးထားပါတယ်ဟုတ်ကဲ့ကျွန်တော်တို့အခုတရုတ်နှစ်တကူအချိန်လေးမှာဟိုဘာသာပေါင်းစုံရဲ့ဟိုကျွန်တော်တရုတ်နှစ်တကူအချိန်ဆိုပြီးမဲ့တရုတ်တွေရဲ့နှစ်တကူမှာဘာသာပေါင်းစုံတွေရဲ့ပျော်မြူးတဲ့ဂျင်းနူးမှုလည်းကျွန်တော်တို့တွေ့ရပါတယ်ခင်ဗျအဲ့ဒါကိုလည်းကျွန်တော်တို့ငကားကားတဲ့ကျောင်းသားလေးပြတယ်အများကိုဟိုဝမ်းသာပီးသီးဖြစ်ရပါတယ်ကိုဆလာရီ2015ခုနှစ်တရုတ်ရွာနှစ်တကူအတွက်ပြည်သူများရဲ့ဆူတောင်းစကားတများကိုလည်းအခုလိုပဲခြားသိခွင့်ရခဲ့ပါတယ်ခင်ဗျာဒီနေ့တရုတ်နှစ်ကူစိတ်နှင်းမှာစာရွေနောက်နေပေါင်းနေပေါင်းများစွာမှာဟိုလူသားနဲ့လူသားတိုင်း အေးချမ်းပျော်ရွှင်စမ်းမြင်စွာနဲ့အောင်မြင်မှုကိုဖန်တီးနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာအားလုံးနှစ်သစ်မှာကျန်းမာချမ်းသာပြီးတော့ပျော်ရွှင်တဲ့နှစ်သစ်ဖြစ်ပါစေလို့ဟောအားလုံးကောင်းရှိဖားချိုင်ရှင်းနဲ့ခွိုင်လာနှစ်သစ်မှာပေါ့နော်အားလုံးဆင်းရဲကြပါစေဆုတောင်းပေးပါမြတ်ပြည်သူများခင်ဗျာစိတ်နှစ်တင်ကြတဲ့ထင်ရှားတဲ့ပြည်ရမှာအမှုတုက္ကမအမှုပညာများတင့်တယ်လာပါစွာဝမ်းမှန်ချက်တာခြင်းလိုပဲဖြစ်ပါတယ် ချင်းကလေးစားပါတော်များပြည်သူများခင်ဗျာကျွန်တော်တို့အခုတင်ဆက်ပေးကြတာကတော့တသမချင်းမြောက်တော်ရီယာချစ်တဲ့ငကအကားလာဆွေရပြပြမယ်မှာငကဆွေရပြဖြောပြဘက်ကိုတင်ဆက်ပေးကြပါတယ်ဒီစီစဉ်ကိုကြည့်ရှုနေကြတဲ့အများပြည်သူညီကောင်မတို့များအားလုံးတော်ရီယာနှစ်သက်ကိုမှရှင်လန်းချမ်းမြေ့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကိုတူပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ